ဲဒီနေ့ချောကလှဲနှက်စင်တာကိုရောက်နေရပါဒီနေ့ချောကဘာလိုက်မင်းမလဲဆိုတော့ e နဲ့စပြီး e နဲ့ဆုံးနဲ့စာလုံးလေးသုံးလုံးကိုလိုက်မင်းပါပါဘယ်သူတွေကဖြေနိုင်ဦးမလဲဆိုတာကိုထောင်းဆန်တဲ့ချောင်းနဲ့တို့လိုက်ကြည့်ပေးကြပါအောင်ရှင်ဒီနေ့ညီမအင်္ဂလိပ်စာစာလုံးလေးလိုက်မေးနေရအဲ့ဒါကိုညီမလေးကဖြေနိုင်လို့ရှိရင်9000ပေးမယ်စိတ်ဝင်စားလားမသိဘူးဟုတ်စိတ်ဝင်စားစိတ်ဝင်စားစိတ်ဝင်စားအဲ့ဒါဆိုလို့ရှိရင် e နဲ့စပြီး e နဲ့ဆုံးနဲ့စာလုံးလေး3လုံးကိုပြောပြပါလား e နဲ့စပြီး e နဲ့ဆုံးနဲ့စာလုံးလေး3လုံးကိုပြောပြပါလား 伊万一啊！哦，伊万一，伊万一，这龙有伊万一啊，有烟蒂啊！哎，伊万一啊！我要吃它的。啊！你傻龙，然后伊万一，这龙有哎！伊万一啊！伊万一啊！吃哪里？妈咪，吃哪吃哪？Erase，E R E S E。 P I S E erase နှလုံးဤဝိုင်းဤဝိုင်းဤဝိုင်းဘာတက်နေပြီတလုံးရွာတကယ်ချင်းอ่ะခဲပြက်ကိုဘယ်လိုခေါ်လဲသိလား eraser eraser အင်း eraser ခဲပြက်ကနှောင်းလေအင်းအာဘာလို့လို့ရှိရင်အဲ့ဒါနှောင်းပြောပါဘွားပြောရည်လေ e r s e a s e r အိုင်း ခဲပြက်ကိုသိလား။အော်အီရေးဇာ။အီအီရေးဇာလေဒါပေမဲ့အီရေးဇာကိုဆလုံးပေါင်းပြအောင်အီရေးဇာအာနဲ့သုံးတာ။အမအရန်ဟင့်နေပြောပြရအောင်နော်။ E R A S E A S E အဲအဲနှလုံးရောက်သွားပြီနောက်နှလုံး E R A S E အဲ့တော့နှလုံးရပြီ။ E I T I R E entire သူနောက်ဆုံးလာရအောင်ပါလေတော့လို့မနေ့စဉ်းစားလိုက်ရမနေ့စဉ်းစားလိုက်ရမိပါရင်းနေခုံနေလို့မရင်းနေခုံနေလို့တုံးလုံးမဆလုံးတုံးလုံးပဲအကျိုးနေအကျိုးနေအဲ့လိုမျိုးလေအေးအေးအေးရောမဟုတ်ဘူး Ivi Ivi ma le ala le ha ya me alo ma jo ne le kwa i i pe ivi ma shi ba ma shi bu la a shong pe bi la a aizan pe ပေါင်းကြည့်ပါလား EHAMBNE EHLE ဟာ EV ဒါဟုတ်လား EV မရှိပါဘူးလို့မသိမှန်ပါပါတော်တော်လို့ဘလို့ခက်လာရလဲရင်ခုန်ပါအခုလောဖြစ်ပြီလို့ကျေလူပါအဲ့တော့တလုံးတလုံးရောက်သွားတော့ငါတော့ရပါပါပြီ။ကျေးဇူးပါ။ကျေးဇူးပါ။ညလာလေးယူသုံးမယ်နော်။ဟုတ်ကဲ့။အဲ့ကျေးဇူးပါ။အဆုံးတော့တလုံးတလုံးဖြစ်နိုင်ပါပါပြီ။ဘယ်လိုခက်လာရလဲ။ စိတ်လှုပ်ရှားစိတ်လှုပ်ရှားသူချွေးတွေပါပြန်ကုန်ပြီလားမသိဘူးပြန်ပါနည်းနည်းပါနည်းနည်းပါအခုလောပြန်ပြီလို့ကျေးဇူးပါကျေးဇူးပါဘလို့ခံလာဟောကောင်းချက်ပါကောင်းချက်ပါချွေးတွေရောပြန်သွားလားကျေးဇူးပါညနာလေးယူသုံးမယ်နော်ဟုတ်ကျေးဇူးပါကဲဒီနေ့ချောအီနဲ့စပြီးအီနဲ့ဆုံးတဲ့စာလုံးကို లై မေးကြည့်တဲ့အခါမှာအကောင်လုံးတော့ဖြေနိုင်ကြတယ်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်ကြီးက ချောမေးတဲ့မေကွန်းလေးကိုဖြေနိုင်ကြလားဆိုတော့ကောင်းမှမှန်မေးခဲ့ပါအောင်เนาะတခြားစာလုံးလေးတီးလို့ရှိရင်လည်းဖြေပေးခဲ့ကြအောင်เนาะချောနဲ့သူနောက်ပတ်မှာကျန်လို့ကြမယ်တတ်တာ